ကျွန်တော်ဒါဖျားမှာကြိမ်ဆိုရဲပါတယ်ကျွန်တော်တို့ဒီကိလာဒီလုံးဝ script တက်မဟုတ်ပါဘူးဘယ်မှာမင်းတို့ပြဿနာတက်ရမယ်တို့ဘယ်မှာ miss ဒီစကားပြောရမယ်တို့ဘာမှမရှိဘူး तू ကရော့ဆိုပြီးတော့ဒီကစားပွဲရဲ့စီးမြင့်နေရဒီလိုဒီလိုဒီလိုဆိုပြီးဆော့ခိုင်းလိုက်တာအဲ့ထဲရောက်ပြီဆိုတာနဲ့အချင်းချင်းနေရထားတတ်ကုန်ရကောင်းကောင်းကကျွန်တော်ကိုပြုတ်စီခြင်းကြရတယ်ဆိုတာသိတာကြီးဖြစ်မှာပါတကယ်စိတ်မကောင်းမင်းသားတွေမင်းသမီးတွေပါကြပါတယ် ဲဒါပေမဲ့မင်းသားမင်းသမီးဆိုတဲ့ဂုံပုတ်တွေလည်းပျောက်ကြပြီးတော့ဟိုချကြတာမှကြံ့ကြံ့တန်းတန်းနေဖြစ်ကုန်ရောပြောမင်းမိုက်မင်းဘာလို့မင်းမဆရာကြီးမို့မင်းငွေမပြောနေပါဘူးဖြစ်ကုန်ရောရုပ်ရှင်တွေရိုက်ရင်တော့မှပြဿနာမတက်တဲ့သူတွေကတကယ်လည်းဒီကိလာလဲရောက်လေရောအကုန်လုံးထိုးမယ်ကြိတ်မယ်ဖြစ်ကုန်ရောရာခလာကတာကစားမှလားနားမှလားဆိုတဲ့ ေပြေးတဲ့လျှို့ဝဲယရနာ more and more မှာရှာဖွေပါ MSB ဒီနေ့ပွဲလေးကတော့စိန်နန်းတော်မြန်မာ ပလာဇာဆိုင်ခွဲကိုနှစ်ပြည့်ဒါဇေယောင်အထူးဇေယောင်ပွဲတော်ကြီးဖြစ်ပါတယ်အဲဒီနေ့၈ရက်နေ့မှာတော့ဒါကျွန်တော်ရဲဒါညီမလေးခေရဲ၂ယောက်ပေါ့နော်ပရီပေါ့ pre event အနေနဲ့ကျွန်တော်တို့ကဒီနေ့လာပြီးတော့တက်ရောက်တာမနေ့ပြန်ကြလို့ရှိရင်တော့ဒါကိုရဲ့နေ့မှာဒါအမှုပညာရှင်တွေအများကြီးနဲ့16ရောက်တောင်ပျော်စရာကြီးဒီ promotion area မှာမှာ plaza ရဲ့ဒါ promotion area မှာလုံးပါဆိုတော့ပြည်သက်တွေအများကြီးနဲ့ပျော်စရာကြီးဖြစ်မှာပါအဲ့တော့မနေ့ပြန်လဲဒါပြည်သက်တွေလာခဲ့ဖို့အတွက်အဲကျွန်တော်ကနေပြီးတော့ဟိုဖိတ်ခေါ်ပါတယ်လို့เนาะတွေ့လိုက်လဲတွေ့တယ်လည်းလည်း game တွေဆော့လာလဲအဲအကြောင်းတွေပြောအဲကီလာကဒါကျွန်တော်တို့ကိုယ်တိုင်ဒါပါဝင်ရှင်ပြိုင်ခဲ့တယ်ဒါမြမရိုးရာ ကစားပွဲတွေတော်တော်များများပါတယ်အဲဆိုတော့အဲကျွန်တော်တို့ကိုယ်တိုင်ရိုက်ကူးပြီးတော့ပြိုင်ပွဲဝင်ခဲ့တယ်ဆိုပေမဲ့ပရိသတ်တယောက်အနေနဲ့ကိုကြည်ဖို့အတွက်ကိုဒါရင်ခုန်နေရတဲ့နေရာမှာပါပါတယ်ပြောရှင်ပွဲရပြိုင်ပွဲဖြစ်မိဟုတွေးထင်၍လာရောက်ရှင်ပြိုင်သောကစားသမားများအားမှာကြားလိုသည်မှာပြိမန်းနေအဲဒါနိုဝင်ဘာလ23ရက်နေ့မှာဒါ MRD4 မှာစပြီးတော့ပြသပြီပေါ့နော် ဆိုတော့ဘယ်နှပိုင်းတွင်မလဲတော့ကျွန်တော်တို့မသိပါဘူးအဲပြိုင်မဲကိုယ်တိုင်ပြိုင်ခဲ့ရတဲ့အတွေ့အကြုံရပြောရမယ်ဆိုလို့ရှိရင်အရန်ကိုတော်တော်လေးပင်ပန်းခဲ့တယ်တော်တော်လေးဟာရိတက်ခဲ့ရတယ်ဟာရိတက်တယ်ဆိုတာပင်ပန်းတာဒီဘယ်လိုခေါ်မလဲကာယကြောင့်ဟာရိတက်တာတစ်မျိုးပြီးရင်ဟိုရင်ခုံွားလို့ဟာရိတက်တာတစ်မျိုးပေါ့နော်ဆိုတော့ရတမျိုးစုံကျွန်တော်တို့ကိုယ်တိုင်ရခဲ့တယ်အဲ့ဒါလေးကအဲဘယ်လိုပုံစံလေးဖြစ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲရိုးရိုးလေးတွေးကြည့်ရမယ်ဆိုရင်တော့ဒါမြမရိုးရာ အားကစားလေးပေါ့နော်ဆိုတော့အဲရွှေစွန်ညိုတို့ပါတော့ဥပမာပါမယ်တူတူပုံနှန်းတို့ပါတော့ပါမယ်ဒါဘလူမျိုးလေးတွေမှာရင်ခုန်စိတ်လှုပ်ရှားပွဲအောင်ကျွန်တော်တို့အာရှင်ပြိုင်ခဲ့ရတယ်အဲလဲဆိုတာကိုတော့ဒါနိုဝင်ဘာ23ရက်နေ့တော့ကြည့်ရမှာပါဟုတ်ကြာလဲတွေ့ရတော့ဆယ်သိန်းမိမယ်လားမဲရည်လဲဒါထွေလာလေးဒါအခုတက်ပြန်ဆယ်သိန်းတက်တော့ရခလာတက် တကယ်ရန်ဖြစ်တာတကယ်ရန်ဖြစ်တာကျွန်တော်တို့ရိုက်ကူးနေရင်းနဲ့ကိုဒါဟိုဘယ်လိုခေါ်မလဲအချင်းချင်းကိုရန်နေဖြစ်ကြရယ်ရန်နေဖြစ်တယ်ဆိုတာကလေဟိုလိုဟိုဟိုဘယ်လိုခေါ်မလဲစိတ်ဆိုးကြတာပေါ့နော်တယောက်နဲ့တယောက်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကိလာကပြိုင်ပွဲဝင်နေ24ယောက်မှာနိုင်ရမယ့်သူကအနိုင်ဝင်တာတယောက်ပဲထွက်မှာဆိုတော့အဲ့ဒီမှာတငယ်ချင်းမရှိဘူးမိသားစုမရှိဘူးမောင်နှမမရှိဘူးညီကိုမရှိဘူးဆိုတော့နိုင်ရဖို့အရေးပဲလေကျွန်တော်တို့ကစပြိုင်နေဟိုက ဟိုအာငါတို့ကတော့သူတော်ကောင်းကြီးပါမင်းကိုရှုံးပေးပါမယ်ဆိုပြီးဝင်ပြိုင်ခဲ့တာမဟုတ်ဘူးနိုင်ရဖို့ပဲပြိုင်ခဲ့တာဖြစ်တဲ့အတွက်အနိုင်ကိုပဲဥတည်တယ်အဲ့တော့နိုင်ရဖို့အတွက်ကလူတွေကမတရားဥထင်နေဆိုလို့ရှိရင် not fair အော်ရင်လည်းအော်တာပဲအာသူတို့ညစ်ခံရတယ်ဆိုလို့ရှိရင်လည်းညစ်တယ်လို့အော်ရင်အော်တာပဲဆိုတော့ဟိုမျိုးစုံနဲ့ပေါ့နော်ဆိုတော့အဲ့ဒီမှာဆော့ရင်းနဲ့ဟိုရန်နေထားဖြစ်တဲ့သူတွေရှိတယ်ကျွန်တော်ကိုယ်တိုင်အပါဝင်ပဲကျွန်တော်လောက်လေလူတွေနဲ့အဆင်ပြေအောင်နေတတ်တဲ့သူတော်မှမရဘူးအာဒါမဟုတ်သေးဘူးဒါမဖြစ်သင့်ဘူးအာ တောင်းညမ်းတာဟဲ့ဟွာလာဟိုတကယ်တကယ်ဖြစ်တာလားတကယ်ဖြစ်တာကျွန်တော်တို့ script တက်မဟုတ်ဘူးအဲ့ဒီဟာကိုတော့ကျွန်တော်ဒါဖျားမှာချိန်ဆိုရဲပါတယ်ကျွန်တော်တို့ဒီကိလာဒီလုံးဝ script တက်မဟုတ်ပါဘူးဘယ်မှာမင်းတို့ပြဿနာတက်ရမယ်လို့ဘယ်မှာ miss ဒီစကားပြောရမယ်လို့ဘာမှမရှိဘူး तू ကရော့ဆိုပြီးတော့ဒီကစားပွဲရဲ့စီးမြင်နေရဒီလိုဒီလိုဒီလိုဆိုပြီးဆော့ခိုင်းလိုက်တာအဲ့ထဲရောက်ပြီဆိုတာနဲ့အချင်းချင်းနေရထားတတ်ကုန်ရတာအဲ့ဆိုမင်းပြတ်သွားကြရည်လားကျွန်တော်တို့ကြတော့လေ ဒီရွေလဲရောက်ပြီဆိုတော့စိတ်ဆိုးတာပေါ့လေစိတ်ဆိုးတာပဲရှိရယ်ပြောချင်တဲ့စကားကြီးလဲပြောခဲ့တယ်ကျွန်တော်ပွင့်လင်းပြောရရင်ပြိုင်ပွဲဝင်ချင်းချင်းမဟုတ်ဘူးကျွန်တော်ကအဲ့ဟို game ပွဲကိုဟိုထွင်နေသူပါဘလို့ထွင်တာကလဲဒါဆိုလို့ရှိရင်ငါတို့ဘလို့နိုင်တော့မှာလဲပြီကျွန်တော်ပြဿနာရှာတာအဲ့လိုမျိုးတွေစီအဲ့တော့မင်းတို့နိုင်မယ်ထင်တာဟာလာခဲ့လာ၁၀သိန်းပေးမယ်တက်ခဲ့ပြီပါဖြစ်ကုန်အောင်ရခါလာကမင်းတို့မနိုင်နိုင်နဲ့ဟို ဂိမ်းပွဲကြီးကိုလှုပ်ထားတာပဲဒီပါဖြစ်ကုန်ရောဆိုတော့တော်တော်လေးကိုဟိုမင်းသားတွေမင်းသမီးတွေပါကြပါတယ်ဒါပေမဲ့မင်းသားမင်းသမီးဆိုတဲ့ဂုံပုတ်တွေလည်းပျောက်ကြပြီးတော့ဟိုချကြတာမှကြံ့ကြံ့တန်းတန်းနေဖြစ်ကုန်ရောညမင်းမိုက်မင်းဘာလို့မင်းမဆရာကြီးမဟုတ်ဘူးမငွေမပြောနေပါဖြစ်ကုန်ရောရုပ်ရှင်တွေရိုက်ရင်တော့မှပြဿနာမတက်တဲ့သူတွေကတကယ်လည်းဒီကိလာလဲရောက်လေရောအကုန်လုံး ထိုးမယ်ကြိတ်မယ်ဖြစ်ကုန်တကယ်တကယ်ဟုတ်လို့တကယ်ဖြစ်ကြတာအဲ့ကြိုင်လည်းကြည်ရပါလိမ့်မယ်တွေ့ပါလိမ့်မယ်ကျွန်တော်တို့တော်တော်ချစ်ကြတာအကုန်လုံးကပြုတ်စီခြင်းကြတာတယောက်မေးလဲဘသူ့ကိုပြုတ်စီခြင်းလဲဆိုကောင်းမြတ်ဆန်နောက်တယောက်မေးလဲဘသူ့ပြုတ်စီခြင်းလဲဆိုကောင်းမြတ်ဆန်ကောင်းလောကကျွန်တော်ကိုပြုတ်စီခြင်းကြရတယ်ဆိုတာသိတာကြီးဖြစ်မှာပါတကယ်ကျွန်တော်ကသူတို့ရှင်လို့မရတဲ့ပါဝါကြီးတစ်ခုရှိနေလေအဲ့ဒီပါဝါကိုရှင်ပြီးတော့အကုန်လုံးကဟိုဘယ်လိုခေါ်မလဲသူမပိုင်နိုင်နိုင်ကြီးများတယ်ဆိုပြီးဖြစ်သွားကြအဲ့ဒီစူပါပါဝါကျွန်တော်မှာရှိတယ် သိတော့မကျင်တတ်ဘူးပေါ့နော်။ဟုတ်ကဲ့ငမြတာကိုလေးချင်ပါလား။ကိလာဆိုတာကျွန်တော်ပါဠိလိုတော့မတတ်ပါဘူး။ဒါပေမဲ့ကျွန်တော်သိသလောက်မှတ်သလောက်ဆိုလို့ရှိရင်သူကကစားပွဲဆိုပြီးအဓိပ္ပာယ်ရတယ်ပေါ့နော်။ဆိုတော့ကျွန်တော်တို့ကဟိုမြမကစားပွဲတွေကိုအခြေခံထားတာဖြစ်တဲ့အတွက်ပါဠိလိုလေးပါကျွန်တော်တို့ကဟိုထည့်ထားတာပေါ့။ကစားပွဲကိုကိလာဆိုပြီးတော့အဲထည့်ထားတာဆိုတော့အဓိကကတော့ဟိုကျွန်တော်မြမရိုးရ ကစားပွဲတွေပေါ့เนาะဒါပေမဲ့ဒီခေတ်ကလေးတွေဒီခေတ်ကလေးတွေဆိုတာဒီဒီဘက် generation ကလေးလေးပေါ့အခုမှဟိုဟို10နှစ်အောက်လေးဆိုလို့ရှင်ကျွန်တော်တို့ဒါဟိုဒီလူလက်ပိုင်းတွေလူကြီးအနေနဲ့อ่ะကလေးတွေကိုဒါမြမယူရကစားတွေကစားနီးတွေကို ကျွန်တော်တို့ဟိုပျော့ပြဖို့သူတို့မှတ်သားဖို့အတွက်ကျွန်တော်တို့ဖြစ်စေခြင်းနဲ့အဲ့အယူရချက်လေးလဲပါတယ် ဆိုတော့ဟိုတချို့ဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့တောင်မှမသိတဲ့ဒါမြမရွာကစားနီးဆိုအများကြီးရှိတယ်ပေါ့နော်ဒါဟိုကျွန်တော်တို့ဟိုပျောက်ွယ်သွားမှလည်းစိုးရိမ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီမှာဆိုလို့ရှိရင်တကယ်မြမရွာကစားပွဲတွေကိုပဲကစားထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ကမြမအမွှေးသက်လေးဖြစ်အောင်အာမိန်ကလေးတွေဆိုလို့ရှိရင်လည်းရေမုံထမိန်လေးတွေအဲယောက်ျားလေးတွေဆိုလို့ရှိရင်လည်းရှယ်အင်းညီနဲ့ဒါပစိုးလေးတွေနဲ့ပေါ့နော်အာဆိုတော့ကစားနီးရလဲဒါကြမ်းတမ်းတဲ့ဟာတွေပါတဲ့ခါကျတော့อืม ဟိုကျွန်တော်အောက်မှာဘောင်းမီတို့တော့ခံထားရတာပေါ့လေမဟုတ်လို့ရှိရင်အကုန်လုံးအဆက်တကွဲအကျိုးနည်းတွေဖြစ်မှာမြန်မာစကူကိန်းလို့ပြောမြန်နဖို့ကိန်းတွေ့ရဆိုလေอืมโซดอโอ้ไอ้โลမျိုးရတော့မဟုတ်ဘူးခင်ဗျာ မတူဘူးခင်ဗျာเอ่อ Squid Game က survival ဘက်ကိုသွားတာပေါ့เนาะ survival ကိုမှသူကကြတော့ဟို reality show မဟုတ်ဘူးတော့ကြတော့ဟိုပါပေါ့ series ပေါ့နော် series ရိုက်ကူးရေးလောက်ထားရစီတကယ်ဒီဟာကြတော့ကျွန်တော် reality show ဖြစ်နေတာပေါ့ reality show မှာ unscripted ပေါ့နော် no no scripted ပေါ့နော် no script ကျွန်တော်တို့ပေးထားတာမဟုတ်ကျွန်တော်တို့ခုနပြောသလိုရော့ဆိုပြီးတော့ခြာပေးလိုက်တာသွားဆိုပြီးအဲ့ကိုင်းထဲကိုဆင်းခိုင်းလိုက်ပြီးအဲ့မှာခြာတက်ကုန်ညာကျွန်တော်ကအဲ့ဒီဟိုတက်တဲ့ဟာလဲလေတကယ်လုတ်ကြံပြီးတော့လုတ်တဲ့ဟာဆိုလို့ရှိရင်အရန်တိတာ ရံမဖြစ်ချင်မဖြစ်နေလည်းအရန်သေးတာဆိုတော့တကယ်ကြီးကိုချကြတာဆိုတော့လေပွဲလဲပြီးလဲပွဲပြီးသွားတဲ့အထိဟိုရှုံးတဲ့သူတွေဆိုလို့ရှိရင်လည်းထွက်သွားတဲ့သူဆိုလို့ရှိရင်မကြေနပ်ဘူးထွက်ခြင်းပြိုင်ချင်းတယ်သူကဘလို့ဖြစ်သွားလဲဆိုတော့ဒီမှာစော့နေရတာဟိုကရင်ကုန်စိတ်လှုပ်ရှားပွဲအရန်ကောင်းအစားတော့ကျွန်တော်တို့ကလည်းအဲ့သူတို့ပြောသလိုပဲပျော်ရွှင်စရာအဲဂိမ်းစီစဉ်တခုဖြစ်မယ်ဆိုပြီးဝင်ပြိုင်ရင်ကနေပြီးတော့တော်တော်လူက trauma ရအောင်ကြောက်စရာကြီး ကျွန်တော်ဆိုလို့ရှိရင်အဲ့မှာကြီးကြီး injury ရရလဲပါတယ်အဲ့ဒါကြီးဆိုလို့ရှိရင်ဘသူကရကျင်ပါလဲเนาะကျွန်တော်တို့လည်းရိုက်ကူးရေးလုံနေရတဲ့ခါကျတော့နောက်နေ့ရုပ်ရှင်ရရရှိမယ်ပွဲတက်ရတာရှိမယ်အဲ့လိုပခုံးစစ်တွေပါအဲ့လိုဟိုအယွတ်တွေပါနာဝပြေးဝရပါဖြစ်တယ်အဲ့လိုမျိုးဆိုတော့နည်းနည်းကျန်းတာကြီးလဲပါတယ်နိုင်ရင်ဇောရင်းနဲ့အသေးလောက်ကြအဲ့တော့အဲ့လိုပြိုင်ပြိုင်နေနေလေအမောဖောက်သွားရင်ငါတို့သွားပြီဆိုပြီးတော့အဲ့လောက်ထိပါကျန်းတာ ဆိုကြည်ရတဲ့ပြိသက်ကျွန်တော်ကကျွန်တော်တို့ကဝင်သာပြိုင်ခဲ့တာလေ edit တွေပါလေလုတ်ပြီးတော့တကယ်တမ်းအဲပြတဲ့ခါကြလို့ရှိရင်ဘလူတွေမိုက်နေမလဲဆိုတော့ကျွန်တော်တို့ပြိသက်တယောက်နေနေပါပြန်ပြီးရှင်းခုံနေရတယ်။မြန်မာစတာပစာ